ဒါကတော့ကဘာပေါ်မှာစမကြဆုံးစီဝါရေးသမားပါပဲ။တခြားသူတွေအတွက်တပြားမမတန်တဲ့အရာကသူ့အတွက်တော့ပြောင်းမှုရိုးတွေဟာရွှေချောင်းတွေပါပဲ။သူက ပြောင်းမှုရိုးတွေကိုပတ်ဆက်ပေးဝယ်ခဲ့ပါတယ်။ရွာသားတွေကသူ့ကိုရေမိုးဟဲကြတယ်။သူ့ကိုအယူလို့ထင်နေခဲ့ကြတာပါ။ဒါပေမဲ့မကြခင်မှာပဲလူရိုက်ဘဇက်ဟောင်းတာထွက်သွားကြပါတယ်။ပထမဆုံးသူကပြောင်းမှုရိုးတွေမှာကြံနေတဲ့အစစ်အစံတွေကိုဖိရှားလိုက်ပါတယ်။ပြီးတော့ရေထဲမှာစိန်ထားလိုက်တယ်။နှိမ်ရကြအောင်ပါ။ ပြီးတော့တိထားတဲ့ဆန်ဖွဲခွန်တွေထည့်ပြီးအားလုံးကိုတိချရောမွေလိုက်ပါတယ်။ပြီးတော့မှမောင်မီးဆိုးဆွဲတဲ့ကိုတောင်တစ်ခုထဲမှာတင်ထားလိုက်ပါတယ်။ပြီးမှမှုမျိုးစီတွေကိုအပေါ်ကနေဖြူးလိုက်ပါတယ်။ရက်အနှဲငယ်ကြမှာမှုမင်းလေးတွေစတင်ကြီးထွားလာပါတယ်။တပတ်အတွင်းမှာပဲပထမဆုံးမှုဖြူလေးတွေကောင်းဖြူထွက်လာပါတယ်။နှစ်ပတ်အကြာမှာတော့ကိုတောင်တစ်ခုလုံးလက်ဆက်ပြီးအေးရွှမ်းနှင်းမှုတွေညပြည့်ထွားပါတယ်။ ဒီမိုတွေကအကြီးယုံနေမဟုတ်ပါဘူးပြီးပြည့်စုံတဲ့အဖြူရောင်လည်းရှိပါတယ်ဒါအပြင်အရသာကလည်းအရန်ကောင်းပါတယ်ပိုပြီးနူးညံ့နေပြီးတော့တမန်မိုတွေတဲ့ပိုမွှေးတဲ့ရနံ့လည်းရှိပါတယ်အမြင့်တက်တဲ့အာဟာရဓာတ်တွေကျွဲဝါးနဲ့ပြောင်းပူရိုးတွေကသူ့အတွက်ပြီးပြည့်စုံတဲ့စိတ်ပျိုးရေးအလွတ်ထိနေခဲ့တာပါဒီထမြတဲ့စိတ်ကူးကြောင့်သူကအမိုက်တွေကိုရတနာအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။မကြခင်မှာပဲရွာဒီရွာလုံးကသူ့လိုပဲမှုစိတ်ပြိုးလာကြပါတယ်။